မျိုးသမီးထုတွေမဖြစ်စေခြင်းသောရင်သာကင်ဆာလက္ခဏာကဘာတွေလဲရင်သာသူမဟုတ်ဂျိုင်းကြားမှာအကျိတ်ဖြစ်လာခြင်းရင်သားရဲ့တချို့နေရာတွေအပေါ်ရန်အရေးပြထူထဲခြင်းအယောင်နေလာခြင်းရင်သားပေါ်ကအရေးပြရားရံခြင်းအဖူအချိုက်များဖြစ်ခြင်းနှုတ်ဒီကောင်တဝက်နေရခြင်းနှုတ်ဒီကောင်ခြိုက်ဝင်ခြင်းနှုတ်တိုင်းမင်ခင်မဟုတ်ပဲရင်သားကနေနှုတ်ရည်လိုအရေးတွေ အဝါရောင်အရည်တွေထွက်ချင်းလိုပဲဖြစ်ပါတယ်ဒီလိုလက္ခဏာတွေခံစားနေရပြီးဆိုရင်မရှက်ပါနဲ့ဗာစေးမှမထိုးပဲမလိပ်ပါနဲ့နှင်းဆက်ရောင်စည်းရုံစည်းခမ်းတွေမှာတွားရောက်ပြတ်တာစစ်စစ်တင်ပါတယ် အခုမြင်တွေ့နေရတဲ့မြေကွင်းကတော့ပြီးခဲ့တဲ့နှစ်ကတိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးစစ်ဘေးစစ်တမ်းဆူဆူရွရွချုပ်တွေ့ခဲ့ရတဲ့မြောင်းရီမြို့အနင်းကတင်ကန်ညင်အောင်ကျေးရွာရဲ့မြေကွင်းတစ်နေရာပဲဖြစ်ပါတယ်။ တင်ကန်ကြီးနောင်ကြီးရွာဟာမြော်ရီကော့ကရိတ်ကိုဆက်သွယ်ထားတဲ့အာရှလမ်းမကြီးပေါ်မှာတည်ရှိပြီးကြေးရွာရဲ့တည်နေရာကတော့မြောက်ဘက်ပိုင်းမှာတွားမယ်ဆိုရင်ဖန်ခရိုင်တက်မာခွန်နှမြေဝေရှမ်းနဲ့မင်းပလဲကြီးရွာတည်ရှိပြီးတော့တောင်ဘက်ကိုတွားမယ်ဆိုရင်ဒူပလရာခရိုင်တက်မာ၆နှမြေနို့ဖို့ထီးမှုထားစားတဲ့ကြေးရွာတွေတည်ရှိပါတယ် တချေကရင်သွားရင်လာတွေနဲ့အရန်စီကားခဲ့ပြီးဂျင်းနဲ့အစင်ရှိတဲ့ရွာတရွာဖြစ်သလိုစစ်ကောင်စီတပ်ရင်တုတ်ခုဝန်းရင်ထားတဲ့ပြူဟာတပ်စခန်းအခြေချတပ်ဆွဲထားတဲ့နေရာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့တိုက်ရိုက်ထိ ंछ ုံမှုအာမရှိတဲ့ဂျေရွာတရွာဖြစ်တဲ့အတွက်စစ်တမ်းလျားတွေဌာနဆိုင်ရာအသီးသီးရုံးတွေအပြင်ဈေးရုံစာတင်ကျောင်းတွေအပြည့်စုံရှိတဲ့ရွာဖြစ်ပါတယ်။ ပြီးခဲ့တဲ့2024ခုနှစ်ဧပြီလ3ရက်ပိုင်းမှာတင်ကန်းညင်နောင်ဘူဟာကုတ်ပပလက်မှာရှိတဲ့စစ်ကောင်စီရဲ့ခြေလင်းတရင်ခမရ3က396 39အမြောက်ကုန်းတွေကိုကရင်အမျိုးသားလူမျိုးရေးတမတော် KNL ဦးဆောင်တဲ့တော်လရင်ပူပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်မှုလှုပ်ဆောင်တဲ့အခါမှာစစ်ကောင်စီဘက်ကလေကြောင်ကနေအပြင်ထံခုခံတိုက်ခိုက်မှုလှုပ်ဆောင်ခဲ့ပါသေးတယ်။ အိတ်တို့အပြင်းထန်ခုခံတိုက်ခိုက်ရာကြောင်းတင်ငင်းနောင်စခန်းအပါဝင် ကျေးရွာထဲမှာရှိတဲ့လူနေအိမ်အဆောက်အုံအများပြားဟာလဲဆူဆူရွရွထိခိုက်ပျက်စီးခဲ့ရပါတယ်တောင်နဲ့ချီတဲ့ဒေသခံတွေလည်းအသက်ပြေးလို့ရတော့ထွက်ပြေးတိတ်ရှောင်ခဲ့ရပါတယ်တင်ငန်းညင်နောင်ဘူဟာကုန်းတဲ့စခန်းတွေအလုံးကို တော်လရဲ့တပ်ဖွဲ့ကအပိတက်သိမ့်ပိုက်နိုင်ခဲ့တယ်လို့ဘူဟာမူဘူမူကြီးထွထွန်းလက်အပါဝင်တပ်ဖွဲ့ဝင်600ကျော်လဲလက်နက်ချအညံခံခဲ့ရပါတယ် တင်ကင်းကြီးနောက်စခန်းသိပ်ဖြစ်စင်မှာစစ်ကောင်စီတပ်ရဲ့ Eurocopter 365တစ်စီးကိုတော်လင်းတပ်ဖက်ဘက်ကပြစ်ချခဲ့ပြီးရဟတ်ရင်ပေါ်မှာတာဝန်ပြောင်းဖို့ရရှိလာတဲ့တပ်မလေးလေးတပ်မမှုပုံမှုချုပ်အီမီနောင်အပါဝင်တပ်ရင်မှုနဲ့အရာရှိအဆင့်၅ဦးတိစုပ်ခဲ့ပါသေးတယ်။ သွားကြရတာဒါကတော့ပြက်ချသွားတဲ့စစ်ကောင်စီရဲ့ Eurocopter 365ရဲ့နောက်ဆုံးအခြေအနေမြေကွင်းဖြစ်ပါတယ်ဟုတ်ကဲ့နဲ့ဒါရင်းနဲ့ပေါ်နေတာဘာကြီးလဲဒီဖက်မှာတော့နေပေါင်းများစွာလှရောက်တက်ဆွဲထားပြီးအခိုင်အမာတိဆောက်ထားတဲ့စစ်စခန်းရဲ့ရုပ်စုအကျဉ်းတန်တဲ့မြေကွင်းဖြစ်ပါတယ် အခုတော့စစ်စခန်းအများအပြားကိုအခြေစိုက်ထားတဲ့တင်ကန်းညီနောင်ကျေးရွာမှာတော်လည်းတပ်ဖွဲ့တွေထိတ်ချုပ်မှုအားမလက်ပတ်နေတာတစ်နှစ်ကျော်လာပါပြီ။အခုချိန်မှာရွာသားတွေအများအပြားပြန်လာနေထိုင်ပြီးတရိပ်ရိပ်နဲ့ပုံမှန်သွားလာလှုပ်ရှားတာတွေကိုတွေ့မြင်ရပါပြီ။ဒါပေမဲ့ပျက်စီးသွားတဲ့အဆောက်အအုံတွေကတော့အခုထိပြန်လဲမူးမနိုင်တာမရှိတာကို တွေ့မြင်ရပါတယ်။ လက်ရှိသင်္ကန်းညောင်ကျေးရွာရဲ့တရားထိပ်မှာတော့ခင်အားလီတော်လရင်ပူပေါင်းတစ်ဖက်ကစစ်ရေးကိတ်ချထားပြီးလူအဝင်အထွက်တွေကိုစစ်ဆေးနေတယ်လို့တရားတစ်ဖက်ကမြရီဘက်ချမ်းမှာတော့နှစ်ချောက်ဆောက်တက် BGF ကစစ်ဆေးရေးကိတ်ချတာကို တွေ့မြင်ရပါတယ် တပ်ဖက်မှလည်းစစ်ကောင်စီကသူတို့လက်လူဆိုးရှုပ်ထားတဲ့တင်ကန်းညီနောင်စစ်ခန်းတွေကိုပြန်လည်ရရှိရေးအတွက်ဆိုပြီးအာရှလမ်းမအတိုင်းထိုစစ်ဆင်လာတဲ့အောင်စရစစ်ကြောင်းလည်းအလူအလဲချစ်မုန်းခံရတဲ့အတွက်တနစ်ကြားတဲ့အထိဒေါ်လာတောင်တန်းပေါ်ကိုမကျော်နိုင်ပဲဖြစ်နေပါလိမ့်အခုဆိုရင်သူတို့ရဲ့စစ်ကူလမ်းကြောင်းဖြစ်တဲ့ကျုပ်တို့ကော်ဂရိတ်လမ်းပိုင်းကိုလေတော်လရင်တပ်ဖွဲ့ကဖျက်တောက်လိုက်ပါပြီ လမ်းပေါ်ကစခန်းအများပြားဟာလဲချိန်မုံတိတ်ပိုက်ခံရပြီးဖြစ်သလိုအမာခံစခန်းတစ်ခုဖြစ်တဲ့စစ်စေးရေးကုကဲမှုဌာနချုပ်စကစစနစ်စခန်းမှာလဲတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒါကြောင့်စကောင်းစီကတူတူလက်လွတ်ထားတဲ့တင်ငန်းညနာကစခန်းတွေကို ပြန်လဲတိတ်ပိုက်ရေးအိမ်မက်ကဆွန့်လွတ်သွားရတော့မဲ့အခြေအနေမှာရှိနေပါတယ်။ ချဲ့ပြန့်လာတဲ့တင်ကန်းညင်နောင်ကုန်းကျောတစ်ခုလိုကိုတိတ်ပိုက်ထားပြီးအဆောက်အအုံတွေစစ်လေးချင်းရဲစခန်းတွေလေရင်ကွင်းတွေနဲ့အခိုင်အမာတိဆောက်ထားတဲ့စစ်ကောင်စီရဲ့အမာခံစခန်းတွေကအခုလိုလူသူကိမဲတဲ့မြို့ပြက်ကြီးတစ်ခုလိုဖြစ်သွားတာကိုမြင်တွေ့ရသူအဖို့ကအံ့ဩမိန်တဲ့မိစေမှာအမှန်ပင်ဖြစ်ပါတယ်